2021ခုနှစ်ကနေ2025ခုနှစ်တွင်အမေရိကန်ပြည်ထောင်စုသို့ဝင်ရောက်ခွင့်ရခဲ့တဲ့ဒုက္ခသည်တွေအားလုံးကိုပြန်လည်စစ်ဆေးဖို့အမေရိကန်အစိုးရကအမိန့်ထုတ်ထားတယ်လို့သိရတဲ့ကြောင်းနိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။အမေရိကန်နိုင်ငံသားဖြစ်မှုနဲ့လူဝင်မှုကြီးကြပ်ရေးဌာန US Citizenship and Immigration Services USCIS ရဲ့မှတ်တမ်းတစ်ခုမှာလည်းအလားတူညွှန်ကြားထားတာကိုတွေ့ရတယ်လို့ USA Today သတင်းတစ်ပုဒ်ကဆိုပါတယ်။ အရင်ဆိုးရလက်ထက်2021ခုနှစ်ဇန်နဝါရီလ20ရက်နေ့ကနေ2025ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့ကာလတွင်ပြည်ဝင်ခွင့်ရခဲ့တဲ့ဒုက္ခသည်တွေအားလုံးရဲ့ရှောက်လာတွေကိုပြန်လည်စစ်ဆေးမှာဖြစ်ပြီးအဲ့ဒီကာလပြင်ပဝင်ရောက်လာတဲ့ဒုက္ခသည်တွေကိုလည်းပြန်လည်စစ်ဆေးနိုင်တယ်လို့မှတ်တမ်းမှာဖော်ပြထားတဲ့ကြောင်းသတင်းမှာတွေ့ရပါတယ်။အမေရိကန်ပြည်တော်စုမှာရောက်ရှိနေတဲ့ဒုက္ခသည်တွေဟာဖိနှိပ်ခံခဲ့ရကြောင်းဒါမှမဟုတ် အမှန်တကယ်စိုးရိမ်နေရကြောင်းတည်တည်ပြဖို့ထက်မှန်အင်တာဗျူးခံရနိုင်ပြီးပယ်ချခံရတဲ့ဒုက္ခတွေတွေအနေနဲ့အယူခံဝင်ခွင့်မရှိဘူးလို့လည်းအဲ့ဒီမှတ်တမ်းမှာဖော်ပြထားတယ်လို့ဆိုပါတယ်အဆိုပါမှတ်တမ်းရာ စစ်စစ်ခံရမဲ့ဒုက္ခတွေအရေးအတွက်ဟာ2300ခန့်ရှိပါတယ် People in our country illegally can self deport the easy way or they can get deported the hard way, and that's not pleasant. တမနာတော်နဲ့ထွန်းအီမီတော်ကိုပြင်ရောက်ပြီးမကြခင်မှာဒုက္ခတဲ့အစီအစဉ်ကို အကန့်အသတ်မရှိဆိုင်းငံ့ခဲ့ပါလေမေဂန်တို့ဝင်ခွင့်ရမယ့်ဒုက္ခတဲ့ရေအတွက်ကိုလည်း8500တိရှော့ချသတ်မှတ်ထားပြီးအများစုဟာတောင်အာဖရိကနိုင်ငံမှာလူမျိုးများတာဖြစ်မယ်လို့သတင်းထုတ်ပြန်ပြီးဖြစ်ပါလေဒုက္ခတဲ့တွေကိုပြန်လဲစီစစ်မယ်ဆိုတဲ့သတင်းကြောင့်လူသားချင်းစာနာထောက်ထားမှုနဲ့ဒုက္ခတဲ့ကူညီပေးရေးဖွဲ့စည်းတွေအထိတ်တလန့်စန့်ကျင်နေကြပါလေ။ ရောက်လာပြီးသားဒုက္ခတွေတွေကိုမိငံပြောင်သူရှိရွှေပြောင်းနေထိုင်သူတွေနီးတူစစ်စစ်မေးမြန်းပြီးသားဖြစ်တယ်လို့ပြည်ပဆိုင်ရာဒုက္ခတွေအကူအညီပေးရေးစီမံကိန်း International Refugee Assistance Project ကကြီးညာချက်ထုတ်ထားပါတယ်စစ်ပွဲအကြမ်းဖက်မှုဖိနှိပ်မှုတွေကနေထွက်ပြေးလာရတဲ့သူတို့ဟာဘေးကင်းလုံခြုံမှုတည်ငြိမ်မှုရဖို့ဒီကို ရောက်လာကြတာပါဒီလိုမျိုးသူတို့ကိုချင်းချောက်တာဟာဒုက္ခတွေတွေကိုသာမကဲ ဒီစီစဉ်ရဲ့တမာတမဲကြမှုကိုစေစုံနဲ့များစွာထိန်းသိမ်းခဲ့တဲ့သူအားလုံးကိုပါစော်ကားလိုက်တာပဲလို့အဖွဲ့ရဲ့ဥက္ကဋ္ဌရှရီဖ်အလီကဆိုပါတယ် Refugees International ဖွဲ့ကလည်းအဲ့ဒီလိုစီစဉ်မဲ့အစီအစဉ်ဟာစိုးဝါလာတဲ့အမားဖြစ်မယ်လို့မှတ်ချက်ပြုပါတယ်ဒီဒုက္ခတွေကိုစစ်စစ်ဆက်ဆက်စစ်စစ်ပြီးသားဆိုတာအစိုးရကသိပါတယ်အကာအကွယ်လိုအပ်သူတွေကို အကာအကွယ်တွေရုတ်သိမ်းမှုတွေမယိုးမသားအကြောင်းပြချက်ပေးတာပဲလို့ အဖွဲ့ရဲ့ဥက္ကဋ္ဌဂျယ်ရမီကိုနိုင်တိုက်က USA Today ကိုပြောပါတယ်ဒေါက်ခတရီဟာအဆိုပါဖွဲ့တွေမှတ်ချက်ပေးထားသလို အစဉ်စဉ်စစ်ဆေးမှုခံယူပြီးသားဖြစ်ပါတယ် UNHCR လို့ခေါ်တဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမာမင်းကြီးယုံကစစ်စစ်ဆက်ဆက်စစ်ဆေးပြီးဒုက္ခသည်ဖြစ်အတိမဲ့ပြူဝီးသားသူတွေကိုအင်ရှင်ဖြစ်လက်ခံမဲ့နိုင်ငံတွေက အသေးစိတ်ထက်မှန်စစ်ဆေးလေးရှိတာကိုတွေ့ရပါတယ် အင်းရှင်နိုင်ငံကလက်ခံမဲ့စူပါကအစိုးရဒုက္ခသည်ရဲ့ခီးစဉ်တွေကုလသမဂ္ဂပါဝင် ကုညီပေးရေးဖွဲ့တွေကညှိနှိုင်းဆောင်ရွက်ကြရပါတယ်။အခုမေဂန်ရောက်ဒုက္ခသည်တွေပြစ်မှတ်ထားခံရတဲ့ဖြစ်ရနဲ့ပတ်သက်ပြီးကုလသမဂ္ဂဖွဲ့ကြီးရဲ့တုတ်ပြန်မှုကတော့မတွေ့ရသေးပါဘူး။မေဂန်ဟာကမ္ဘာရဲ့ရဲ့မှာဒုက္ခသည်တွေကိုရည်တွက်များဆုံးလက်ခံတဲ့နိုင်ငံကြီးဖြစ်ပါတယ်။ဒုက္ခသည်တွေကိုနိုင်ငံနံပြားမြို့ကြီးမြို့ငယ်တွေအထူးသဖြင့် အိမ်ငါရင်ကတက်တာတဲ့ဒေသတွေမှာနေရာချထားပေးလိရှိပြီးနှစ်သက်ရမြို့ကိုရွှေ့ပြောင်းနေထိုင်ဖို့လဲခွင့်ပြုထားပါတယ်ဒုက္ခသည်တွေထဲမှာမြန်မာပြည်မှာထွက်ပြေးလာရသူတွေလည်းပါဝင်ပါတယ်မြန်မာပြည်မှာစစ်တဲ့အာဏာသိမ်းထားတဲ့ပြီးခဲ့တဲ့၅နှစ်တွင်လုံခြုံရေးရာ နေရမပြောင်းနိုင်သေးတဲ့မြန်မာပြည်သားတွေအမေရိကန်ပြည်တော်စုမှာယာယီနေထိုင်ခွင့်ပေးထားမှုကိုလည်းရုတ်သိမ်းမယ်လို့အမေရိကန်အစိုးရကနိုဝင်ဘာလ24ရက်နေ့မှာကြေညာချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာ